မဟာမိတ်တွေစီကလည်းအမြောက်ကြီးတုံတန်းရဖို့မိမိမျှော်လင့်နေကြအောင်ဇီလန်စကီကပြောပါတယ်။ယူကရိန်းဟာချက်နိုင်ငံကဥဆောင်တဲ့အစီအစဉ်ရဒီ2025မှာမဟာမိတ်တွေနဲ့မိတ်ဘက်တွေစီကလည်းတိတိသမရှင်းမမအပါအဝင်အမြောက်ကြီးတုံတန်းရဖို့မျှော်လင့်ထားတယ်လို့ယူကရိန်းသမ္မတဇီလန်စကီကပြောပါတယ်။ချက်အမြောက်တက်ကပျော်ပျော်မြမြောက်အဆောင်ရနေပါတယ်လို့ယူကရိန်းသမ္မတကပြောပါတယ်။ချက်အစိုးရဟာ နီတိုးမဟာမိတ်တွေကငွေကြေးမြောက်များထောက်ပံ့ပေးတဲ့အစီအစဉ်အရယူကရိန်းကိုအမြောက်ကြီးတဲ့ထောက်ပံ့ရေးတွန်းအားပေးနေတာပါ။မြောက်ကိုရီးယားကစစ်ပွဲမှာရုရှားကိုကူညီပေးနေတယ်လို့ယူကရိန်းကိုကူညီနေတဲ့မဟာမိတ်တွေလည်းရှိပါတယ်လို့ဇလန်စကီကမှတ်ချက်ပြုပြောပါလိမ့်။အသေးစိတ်အချက်လက်ကိုတော့နောက်ပိုင်းမှာကြီးညာမယ်လို့ချက်ကာကွယ်ကုမ္ပဏီတွေကလည်းပြောပါလိမ့်။လက်ရှိ လုံခြုံရေးစိုးရိမ်မှုတွေကြောင့်ယူကရိန်းမှာထူထောင်လို့မရတဲ့ယူကရိန်း chat assistant တဲ့လည်းရင်မှုလေ့ကျင့်ရေးကြောင်းကိုပါထူထောင်ဖို့ဆွေးနွေးနေပါတယ်။ Zelensky ဟာချက်သက်နိုင်ငံသမားဗိုလ်ချုပ်ကြီး Peter Pavel နဲ့စကားပြောခဲ့ပြီးပူတင်ဟာတခုတီးသောဆုံးဖြတ်ချက်နဲ့စစ်ပွဲကိုအဆုံးသတ်နိုင်ပေမဲ့ခုချိန်ထိအဲ့ဒီလိုစစ်ပွဲအဆုံးသတ်ချင်တဲ့ဆန္ဒမပြဘူးလို့ဆိုပါတယ်။ချက်ဝင်ကြီးချုပ် Peter Avila နဲ့လွှတ်တော်နေရာလုံးကအုတ်ခါတွေဟာတင်းလာနေမှာ Zelensky နဲ့တွေ့ခဲ့တယ်လို့လည်းသိရပါတယ်။ Zelensky ချက်နိုင်ငံကိုရောက်ချိန်တရက်တွင်းမှာပဲ ရုရှားနဲ့ယူကရိန်းကြောင့်ပြစ်ခတ်မှုအကြိမ်200ကျော်ဖြစ်ခဲ့တယ်လို့ယူကရိန်းစစ်ဦးစီးချုပ်ကပြောပါရယ်ရုရှားတပ်တွေဟာယူကရိန်းစစ်မဆန်ပြစ်မှတ်တွေကိုလေကြောင်းမျိုးစုံနဲ့တိုက်ခတ်ခဲ့တယ်လို့ရုရှားကလည်းပြောပါရယ်ယူကရိန်းကလည်းအရင်နေ့ကရှေ့တန်းမှာတိုက်ပွဲစုစုပေါင်း253ကြိမ်ဖြစ်ခဲ့တယ်ဆိုပါရယ်ရုရှားကဝေဝင်ကြီးဌာနကနေ့စဉ်အစီရင်ခံစာထဲမှာရုရှားတပ်တွေဟာစံမီခါခိဒွန်ညာဇာဘိုရိရှားခါဆာမျိုးတွေစီ UDB ထိုးစစ်ဆင်နေပါရယ် ယူကရိန်းနဲ့စကားတိုက်ခိုက်မှုဟာရုရှားလျှက်စစ်ပစ္စည်းစက်ရုံကိုကြီးကျက်ပျက်စီးစေတယ်ဆိုပါတယ်။မော်စကိုမြို့တော်စီမောင်းသူဝင်လေးတွေဥတီသွားခဲ့တယ်လို့မြို့တော်ဘုံကလည်းသတင်းပေးပို့ပါတယ်။ရုရှားတပ်ဖွဲ့တွေဟာစုစုပေါင်းနေရ158ခုမှာယူကရိန်းတပ်တွေရဲ့စစ်လက်ရင်ကွင်းကာကွယ်လုပ်ငန်းတွေမောင်းသူဝင်လေးထုတ်လုပ်တဲ့အလုပ်ရုံတွေဒရုန်းတို့လုပ်ရုံတွေယာယီခြေစစကန်တွေကိုပြစ်မှတ်ထားပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ယူကရိန်းဒုံးတက်တွေနဲ့အမျိုးတက်တွေဟာရုရှားတပ်ဖွဲ့ဝင်9ယောက်လက်နက်ကိရိယာစူးစီးရနေရတယ်အမျိုးစနစ်5ခုအလက်ထရောနစ်စနစ်စစ်စင်ရေးတစ်ခု UAV မောသူမဲ့ drone ထိန်းချုပ်ရနေရတစ်ခုနဲ့ရုရှားလေကြောင်းရဲ့ကာကွယ်ပစ္စည်းတွေကိုလည်းပြစ်ခတ်တယ်လို့အစိုးရကစာမှဖော်ပြထားပါတယ်ယူကရိန်းရဲ့နယ်မြေတွေထိုးအပ်ပြီးရုရှားကိုကျဉ်းလက်နှစ်သိမ့်စင်မှုတစ်ခုထရန့်ကပေးနေတယ်လို့အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒန်ကဆွဆွဲလိုက်ပါတယ် ရုရှားကိုနယ်မြေအစိပ်ပိုင်းထိုးအပ်ဖို့ယူကရိန်းကိုလက်ရှိသမ္မတထရန့်ဖိအားပေးနေတာဟာမော်စကိုဘော်ဒီဂနိခ်ဂျင်းနက်နှစ်သိမ့်စင်မှုပုံစံတစ်တခုအရဘယ်တော့မှတင်းတင်းရောင်ရဲစေလိမ့်မှာမဟုတ်ဘူးလို့အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်နေကပြောကြားခဲ့ကြောင်းရိုက်တာသတင်းမှဖော်ပြပါလိမ့်ဂျိုးဘိုင်နေရဲ့ဆိုရရုရှားဟာဘယ်တော့မှဒါနဲ့ပတ်သက်ပြီးဂျင်းနက်တင်းနေမှာမဟုတ်ကြောင်းသမ္မတပူတင်ဟာထစ်တလဲလဲသူ့လိုချင်တာမရတဲ့အထိတ် တောင်းဆိုနေအောင်မှာပဲဆိုပြီးပြောနေပါတယ်။ရုရှားသမ္မတပူတင်ဟာယူကရိန်းအနေနဲ့မိခင်ရုရှားပြည်ရဲ့အစိပ်ပိုင်းဖြစ်တယ်လို့ယုံကြည်ထားပြီးသူ့နယ်မြေချစ်တွင်မှာတလောင်းနဲ့ရက်တန့်သွားလိုက်မယ်လို့တွက်ဆမိတာဟာမိုင်မဲရာကြတယ်လို့ဘိုင်နန်ကပြောခဲ့တာဖြစ်ပါတယ်။ဒေါ်နယ်ထရန့်အနေနဲ့ဘယ်လိုတွက်လဲတော့မသိပါဘူး။ကျွန်တော်အမြင်ကတော့ပူတင်ဟာယူကရိန်းကိုအလုံးစုံ သိမ်းပိုက်ပါလိမ့်မယ်ဆိုပြီးတော့ဂျိုးဘိုင်နန်ကဆိုပါတယ်။ သူမပိုင်တဲ့နေမီတွေကိုတိမ့်ဖို့အာနာရှင် လူမိုက်ကိုခွင့်ပြုလိုက်ပြီးကျင့်နေစင်မယ်လို့တွေးတဲ့လူကိုကျွန်တော်နားမလည်နိုင်ဘူးလို့ဂျိုးပိုင်နဲ့ကဆိုပါလိမ့်ကျွန်တော်တကယ်ပဲဒီတွေးကို နားလည်လို့မရတာပါဒီတွေးနဲ့နိုင်ငံကိုဘယ်လိုအုပ်ချုပ်နေတာလဲဆိုပြီးဂျိုးပိုင်နဲ့ကဆက်ပြောပါလိမ့်ဥရောပမြေပေါ်မှာအမေရိကန်ရည်တီချက်သေးကြစေဖို့နဲ့အမေရိကန်ရဲ့ဥဆောင်မှုပေါ်ဥရောပကအယုံကြည်ကင်းမဲ့တော့မှစိုးရိမ်မိတယ်လို့ဂျိုးပိုင်နဲ့ကလေးပေးပြောပါလိမ့် လက်ရှိအမေရိကန်ရဲ့ဥရောပကနေတဖြည်းဖြည်းနဲ့စုခွာနေတာဟာလုံးဝမှားယွင်းတဲ့ယူဆပဲလို့ဂျိုးဘိုင်ကဆိုပါလိမ့်တကယ်လို့သူသာဆက်ရှိမယ်ဆိုရင်တော့အဲ့ဒီလိုဖြစ်မှာကိုလုံးဝလက်ခံမှာမဟုတ်ဘူးလို့ပြောပါလိမ့်ဥရောပခေါင်းဆောင်တွေကအခုဘာဆိုင်လောက်ရမလဲတွေးပူနေတယ်ဥရောပကိုခုဘယ်သူဦးဆောင်မလဲတွေးပူနေရတယ်အမေရိကန်ကိုအောက်ကိုလို့ရမလားအမေရိကန်ရဲ့ဥဆောင်မှုနေရာရောသူတို့ယူရမလားသူတို့မျိုးမျိုးတွေးပုံနေကြတယ်အမေရိကန်ဟာ ကိုယ့်ရဲ့မဟာမိတ်အရင်းနှီးဆုံးမဟာမိတ်တွေစီကနေဘယ်တော့မှစွန့်ခွာမသွားသင့်ဘူးဆိုပြီးဂျိုးပါနေကပြောပါလိမ့်ဘင်ဒူကမရှိတဲ့ထိတ်တန်းစစ်ဘက်ဆိုင်ရာအရာရှိ20ရာခိုင်နှုန်းရှော့ချဖို့အမေရိကန်ကာကွယ်ရေးဝန်ကြီးကအမိန့်ပေးလိုက်ပါလေ။အမေရိကန်ကာကွယ်ရေးဝန်ကြီးပီဟာဆက်ကပင်ဒူကွန်စစ်ဌာနကျုံးမှာရှိတဲ့အမြင့်ဆုံးအရာရှိကြီးတွေဖြစ်တဲ့ဂျယ်လေးပွင့်အစ်စ်ရှိဗိုလ်ချုပ်ကြီးတွေနဲ့ရေတပ်ဗိုလ်ချုပ်ကြီးအရေအတွက်ကို20ရာခိုင်နှုန်းရှော့ချဖို့ပြောပါလေ။ မေလ9ရက်နေ့ကထုတ်ပြန်တဲ့အမိန့်စာမှာနိုင်ငံတော်အဆောင်တပ်ဖွဲ့ National Guard မှလည်းဘိုးချုပ်ကြီးများနဲ့ရေတပ်ဘိုးချုပ်ကြီးအရေအတွက်ကိုဆရာဂိုင်နိုးရှော့ချဖို့နဲ့တခြားဆင့်အရာရှိတွေကိုလည်း20ရာဂိုင်နိုးရှော့ချဖို့တောင်းဆိုထားပါတယ်။အကြီးတန်းစစ်ဘက်ဆိုင်ရာအရာရှိကြီးတွေကိုရှော့ချခြင်းဖြင့်ဥဆောင်မှုကိုအကောင်းဆုံးဖြစ်စေဖို့နဲ့စနစ်တကျဖြစ်စေဖို့အင်အားဖွဲ့စည်းပုံကိုပြင်ဆင်ခြင်းဖြစ်ကြောင်းအမိန့်စာမှာဖော်ပြထားပါတယ်။ဘိုးချုပ်ကြီးတွေနဲ့ရေတပ်ဘိုးချုပ်ကြီးတွေဟာလိုရာထက်ပိုများနေပါတယ်။ ဒါကိုပို့ပြီးအောင်မြင်နေတယ်လို့ပြောလို့မရပါဘူးဘိုးချုပ်ကြီးတွေနည်းနည်းအောက်လက်ငယ်သားတွေများများ ဖြစ်စေခြင်းတယ်လို့လူမှုကွန်ရက်မှာပေးဟာဆက်ကပြောပါတယ်အခုနှစ်ဇန်နဝါရီလကသမ္မတထန့်ဆိုရအဖွဲ့အာဏာရယူပြီးနောက်အမေရိကန်ကာကွယ်ရေးဌာနပင်တကောမှာမငြိမ်သက်မှုတွေပုံမှုဖြစ်ပေါ်လာပါတယ်သမ္မတထန့်ကဖေဖော်ဝါရီလမှာစစ်စစ်ချုပ်မြေကော်မတီဥက္ကဋ္ဌဘိုးချုပ်ကြီး Charles Rowe ကထုတ်ပြန်ခဲ့ပါတယ် ပြီးခဲ့တဲ့3လအတွင်းကလည်းရေတက်နဲ့ကမ်းခြေဆောင်တစ်ဖွဲ့အကြီးအကဲတွေမြို့သားလုံးချုံအေဂျင်စီကြီးကဲဘိုးချုပ်ကြီးတွေလေတက်ဒုတိယစီဝစီချုပ်တွေနေတို့တစ်ဖွဲ့မှာတာဝန်ပေးခံရတဲ့ရေတက်ဘိုးချုပ်ကြီးနဲ့ထိတ်တန်းစစ်ဘက်ဥပဒေအကြံပေး3ဦးကိုလည်းထုတ်ပယ်ခဲ့ပါတယ်။အစိုးရဖွဲ့ရဲ့ Federal ဝန်ထမ်းအပြောင်းလဲရဲ့ဒဇီဒီပိုင်းအနေနဲ့ပင်တကွန်စစ်ထဏာချုပ်မှာရက်သားဝန်ထမ်းအင်အားကိုအ ਨੇ စုံ900ခန့်လုံးရှော့ချဖို့နဲ့ဝန်ထမ်းခန့်အချင်းကိုရက်ဆိုင်ဖို့ညွှန်ကြားထားပါတယ်။ပြီးဟာဆက်က American စစ်တပ်ရဲ့အထက်ပိုင်းအစ်စ်မှာ အရာရှိတွေအရန်များနေတာကိုမကြာခဏဝေဖန်ပြောဆိုမှုပါတယ်။ကာကွယ်ဝင်ကြီးဖြစ်ရာထူးခန့်အကြောင်းတည်ပြုပေါ်မှာလဲစစ်တပ်ဝင်အင်အားရွယ်စားနဲ့အစ်မပြေအောင်ဘွဲတို့ကြားတရားစစ်ဆေးမှုမရှိဘူးလို့သူကတီလင်းပြောခဲ့ပါတယ်။ဒါအပြင် American သမ္မတ Trump ကလည်း CIA ပါဝင် American တရှိုး agency တွေကိုလူလျှော့ဖို့စီစဉ်နေတယ်လို့သိရပါတယ်။ American သမ္မတ Trump ရဲ့ဆိုရဖွဲ့ဟာဘူထောင်းလိုက် agency CIA နဲ့တခြားဒီက American တရှိုးဌာနတွေမှာဝန်ထမ်းလျှော့ချဖို့သတိသာလှောက်ဆောင်နေတယ်လို့ Washington Post ကရေးသားပါတယ်။ CIA ဟာယာရုနေရာပေါင်း1200ကို short ချဖို့စီစဉ်ထားပြီးတော့ American ထောင်လိုင်းရဲ့တိုက်ဝန်ရဲ့တခြားနေရာတွေမှာလူပေါင်းထောင်ချီလုပ်ပြုတ်ဖို့ရှိတယ်လို့သတင်းစာမှာဖော်ပြထားပါတယ်။ဇန်နဝါရီလမှာစတင်တောင်းယူကြတဲ့ကထရန့်နဲ့သူ့ရဲ့ဘီလီယံနာမဟာမိတ် Elon Musk တို့ဟာဆိုရ Agency အသီးသီးကိုဖြိုချပစ်ခဲ့တဲ့ကုန်ကြဆိတ် short ချရေးဆိုတဲ့အစီအစဉ်ကိုတွန်းအားပေးလှုံ့ဆော်နေတဲ့အတွက် Federal လုံထုမှာနှစ်သိန်းကျော်အလုပ်ထွက်ခဲ့ရတာပဲဖြစ်ပါတယ်။ ဂါဇာဆူဒန်စစ်ပွဲတွေအကြောင်းနဲ့ထရန့်ကိုလုံခြုံမှုကြိုးပမ်းမှုတင်နေတာပူလဇာစုတွေရရှိခဲ့ပါတယ်။ဂါဇာနဲ့ဆူဒန်စစ်ပွဲတွေနေနဲ့အမေရိကန်သမ္မတထရန့်ကိုလုံခြုံသက်ဖြတ်ဖို့ကြိုးပမ်းမှုတင်နေတာနယူးယောက်ကိုလံဘီယာတက္ကသိုလ်မှာတင်းနလာနေကပြုလုပ်တဲ့ပူလဇာစုပွဲမှာဆူရရှိခဲ့ပါတယ်။ပူလဇာစုဟာအမေရိကန်သတင်းစုမှာဂုံတိတ်ခါအရှိဆုံးစုတွေထဲကစုတစုပါ။ စာပေဝိထုကိနာအတွက်အတိမတ်ပြုပေးရပါတယ်။ Reagan မှာအမျိုးသမီးတွေကိုယ်ဝန်ဖျက်ချမှုဆိုင်ရာအခွင့်အရေးဆုံးရှုံးမှုတွေနဲ့ဇူလိုင်13ရက်လောက်ကျန်တက်ဖြတ်ဖို့ကြိုးပမ်းမှုကြောင့် Trump သွေးဆွန်ခဲ့တဲ့နေရွက်အကြောင်းတွေနဲ့ဟာ2024 American သမ္မတရွေးကောက်ပွဲမဲဆွတ်စည်းဝေးကာလအဓိကတွေနဲ့ဖြစ်ပါတယ်။ Pennsylvania လူမှုစည်းဝေးပွဲမှာ Trump ဒဏ်ရာခဲ့တဲ့တနက်ပစ်ခတ်မှုကြောင့်ဖော်ပြမှုကြောင့်အရေးကြီးတဲ့ဖော်ပြမှုတွေ Washington Post တွေနဲ့ဟာ ခြားဖြစ်တဲ့တဲ့မျိုးစားဆူရပါလေတင်းကျက်တဲ့ကိုယ်ဝင်ဖြတ်ချမှုဥပဒေစီးမြင်တဲ့ဝေဝါမှုကြောင့်ကိုယ်ဝင်ဖြတ်ချမှုဥပဒေကိုချိုးဖောက်ပါဆိုရင်လို့ဆရာဝန်တွေကအရေးပေါ်ဆော်ရှော့မှုပေးဖို့လိုအပ်တဲ့လူနာကိုနှောင့်နှေးကြံ့ကြာတဲ့အတွက်လူနာသေဆုံးသွားတဲ့ကိုယ်ဝင်ဆောင်မျိုးသမီးများအကြောင်းနဲ့အမေရိကန်မျိုးသမီးတွေရဲ့ကိုယ်ဝင်ဖြတ်ချမှုနဲ့မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးဆော်ရှော့မှုယိုယင်မှုကြောင့်ဖော်ပြတဲ့ Pro Publica သတင်းကိုပြည်သူဝန်ဆောင်မှုသတင်းစုအတွက်ပေးရခဲ့ပါတယ် 2022ကဂျော်ဂျီယာဆီယံမှာအသက်28နှစ်အရွယ်အမ်ဘာတမန်တည်ဆုံမှုကြောင့်စတီမာလာမှာ Pro Publica ကဖော်ပြပြီးပြည်နယ်ရဲ့တင်းကျပ်တဲ့ကိုယ်ဝန်ဖျက်ချမှုဥပဒေကြောင့်ပြည်သူဆောင်ရှုံးမှုများခဲ့ကြောင်းဖော်ပြပါတယ်။သူမအသေးဆုံးမှုအကြောင်းကိုနောက်ပိုင်းမှာသမ္မတနောကမလာဟာရက်ကဆွနေခဲ့ပြီးတရားရုံးကျုံးနဲ့ရှီယိုဆွဲလူတွေကြောင့်အမျိုးသမီးအခွင့်အရေးတွေဆော့ယုတ်မှုကိုဖြစ်တင်ခဲ့ပါတယ်။ မရိကန်နဲ့ပြင်ပမှာဖက်တနိုင်းမူရစ်စေဘွားစီမင်းလေးရော်ရဲပေါ်ဆောင်မှုကြောင့်ရဲဝတ်စွာထုတ်ဖော်ပြတဲ့အတွက် writer သတင်း agency ဟာစုံစမ်းစစ်ဆေးသတင်းမျိုးစာစုရရှိခဲ့ပါတယ်။ထန့်ကိုလောက်ကျန်သူဖြစ်ဖို့ကြိုးပမ်းမှုကတပ်ပုံတွေဟာကမ္ဘာတဝန်းသတင်းစာတွေရဲ့သတင်းကောင်းကြီးပိုင်းမှာပြန့်နှံ့ခဲ့ပြီးမဲဆွေဘမှာကြီးစံဟာထန့်ဦးကောင်းစီတောင်းနေတာမြင်တွေ့နိုင်တဲ့သတင်းတပ်ပုံအတွက်နယူးယောက်တိုင်းတပ်ပုံဆရာတူဟာကြားဖြတ်သတင်းတပ်ပုံပူလစာစုရရှိခဲ့ပါတယ်။ တရုတ်နိုင်ငံမှာလေပြင်းတိုက်ခတ်မှုကြောင့်အပျော်စီးလေလေးစီးတိတ်မှောက်ပြီးလူ၁၀ဦးသေဆုံးတယ်လို့သိရပါတယ်။လူ80လောက်ဆေးရုံရောက်ခဲ့ပါတယ်။တရုတ်နိုင်ငံနောက်တောင်ပိုင်းကမြစ်တစ်ခုမှာရုတ်တရက်လေပြင်းတိုက်ရကမြစ်ကြောင်းသောအပျော်စီးလေတွေရုတ်တရက်မှောက်ကုန်တယ်လို့တရုတ်ဆိုရမီဒီယာတွေကဖော်ပြပါတယ်။ကွေကျိုးဒေသတွေကမြစ်ဒဇင်းထဲမှာအလုသမားနေအားလျက်လေပတ်တဲ့ခီးတော့ဧည့်သည်တွေများပြားချင်းလေပြင်းတက်ခတ်ခဲ့တာပါဒီဖြစ်မှာလူ80ကျော်လောက်မြစ်ထဲပြုတ်ကြပြီး မူလကအသေးပြောက်ကိုရှိကြောင်းကြေညာခဲ့ပါတယ်ပျော်ဆုံးသူတရားစင်ထဲမှာစစ်တပ်ဦးကိုအသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီးမေ9မိနစ်အစောပိုင်းမှာတော့နောက်ဆုံးမှာကျန်နေသူတွေရဲ့အလောင်းရှာတွေ့ပြီးအသေးပြောက်10ဦးထိမြင့်တက်ခဲ့ပါတယ်စုစုပေါင်းကယ်ဆယ်ရရှိသူ84ယောက်ထဲမှာ80လောက်ကိုဆေးရုံ တင်ပို့ထားပေမဲ့အသက်အန္တရာယ်ဆုံးရသူတော့မရှိဘူးလို့သိရပါတယ်လေတွေတင်ပို့တဲ့တင်ကိုကိုလက်ခံရရှိတဲ့နောက်ဒေသခံကယ်ဆယ်ရေးဖွဲ့တွေကအင်အား900နီးပါးလောက်ဆေးလွှတ်ခဲ့ပါတယ် အစောပိုင်းမှာတရုတ်သမ္မတရှိကပျောက်ဆုံးနေသူတွေအစွမ်းကုန်ရှာဖွေဖို့လာတို့အချိန်နဲ့ထပ်မကျော်အောင်လုံခြုံရေးစံနှုန်းတွေပုံမတင်ချက်ဖို့ညွှန်ကြားပါတယ်။အထူးသဖြင့်လူများစီကားတဲ့နေရာတွေကဘာလဲခရီးသွား area တွေမှာမတော်တဆမှုတွေပိုများလာတာလေးထားကင်တယ်ဖို့တောင်းဆိုရှိသူတွေကိုအမိန့်ပေးခဲ့ပါတယ်။လုံခြုံရေးနှစ်လလောက်ကလည်းတရုတ်နိုင်ငံဟူနန်ဒေသမှာခီးတဲ့တွင်လေတစီဟာစမှုလုပ်ငန်းတို့ရင်ရင်နဲ့ဝန်တိုင်းမိရာကနေလူစစ်တပ်ကိုတေဆုံခဲ့တဲ့ဖြစ်စဉ်တွေ ပေါ်ပေါက်ခဲ့ဘူးလေလို့သိရပါတယ်။ထိုင်းနိုင်ငံမှာစိတ်တစားအထက်နဲ့တမတူကိုရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။စိတ်မူမမှန်ကြောင်းထရေရှားလက္ခဏာပြသနေတဲ့မျိုးသားဟာတက်ပြင်းနဲ့မရမခရံထဲမှာရိုင်ဖယ်တနုတ်ကိုကာပြီးတော့ပစ်ကတ်ကားတစ်စီးပေါ်ကနေဆင်းခဲ့တယ်ဆိုပါတယ်။အဲဒီနောက်မှာတော့တနုတ်ကိုဗျံပဒံနဲ့ဥတီယာမဲ့ပြစ်ခတ်ခဲ့ပါတယ်။ကံကောင်းထောက်မှဆိုတဲ့ဒီဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာသူမရှိခဲ့ဘူးလို့သိရပါတယ်။ထိုင်းခါဆော့သတင်းဌာနကထုတ်ပြန်ချက်အရအဲ့ဒီမျိုးသားဟာမဲဆောက်မှာရဲတွေဖမ်းဆီးတာခံခဲ့ရပါတယ်။ပြစ်ခတ်မှုကျလွန်သူဟာယူနေတယ်ဆိုတာထင်ရှားကြောင်းခါဆော့မီဒီယာကဖော်ပြပေမဲ့ဘလို့ဖမ်းမိခဲ့လဲဆိုတာသေစိတ်မရေထားပါဘူး။ဒါပေမဲ့ကျလွန်သူကိုဆေးဟုတ်ပို့ထားပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်လို့ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆင်မှုတွေဆက်လုပ်နေပြီးစစ်မှန်သူတယောက်ရဲ့လက်ထက်တနက်ဘလို့ရောက်လာလဲဆိုတာလုံးလုံးဆယ်မသိရသေးပါဘူး။ ကွယ်လွန်နှိမ့်ဆရောက်သွားပြီဖြစ်တဲ့ပုံဟမ်မင်ဂျီဖရန်စစ်ရဲ့စီးတော်ရင်မော်တော်ကားကိုကာဇာမားရွေးရှောင်းအစည်းအကမ်းဖြင့်ပြောင်းဖို့စီစဉ်နေပါတယ်။ပုံဟမ်မင်ဂျီတုံးပြခဲ့တဲ့စီးတော်ရင်မော်တော်ကားတစ်စီးဟာကာဇာကမ်းမြောင်ဒေသမှာရှိတဲ့ခလင်းငယ်တွေအတွက်ရွေးရှောင်းအစည်းအကမ်းဖြစ်လာမယ်ဆိုပါလေ။2014လောက်ကအရှေ့လယ်ပိုင်းဒေသမှာရှိတဲ့ဘာသာရေးထုတ်မြတ်နယ်မြေတွေကိုခီးလဲလဲသွားလာခြင်းပုံဟမ်မင်ဂျီလိုက်ပေါင်းစီနေခဲ့တဲ့မော်တော်ယာဉ်ကို ဂါဇာခလီငယ်တွေအတွက်စေကံဖြစ်ပြောင်းလဲစေတာဟာပိုဟမ်မင်းကြီးရဲ့နောက်ဆုံးစံနာတွေတကတစ်ခုဖြစ်တယ်လို့ပါတီကန်နန်တို့ကကြေညာပါလိမ့်။ပိုဟမ်မင်းကြီးတွေနိုင်ငံတကာချော့ချီတဲ့ကလုံခြုံရေးအတွက်ထူးစီမံတဲ့ရင်တွေကိုအသုံးပြုလို့ရှိပါတယ်။ဒါကိုပုတ်မိုဘိုင်းလို့ခေါ်လို့ရှိပါတယ်။ဂါဇာမှာတုံးခဲ့တဲ့ပုတ်မိုဘိုင်းကိုတော့ယောဂရှာဖွေရေးကရိယာလေးအရေးပေါ်အသက်ကကုသရေးထောက်ပံ့နေတက်ဆင်ပြီး ဂါဇာခလင်းငယ်တွေအတွက်ပေးဖို့လှူဒန်းသွားမယ်လို့ပါတီကန်ကထုတ်ပြန်ပါတယ်။ဒီပို့မိုဘိုင်းရွေးချယ်စီကန်ဟာစစ်ဘေးတန်ခံဂါဇာကမ်းမြောင်ဒေသရဲ့ပါလက်စတိုင်းခလင်းငယ်တွေကိုထိရောက်တဲ့ကူညီတွေပေးနိုင်မယ်လို့ယုံကြည်ကြောင်းဆွေဒင်အခြေဆိုင်ကာတက်ဆွေဒန်ဖွဲ့ရဲ့တွင်မှုချုပ်ပီတာဘရောင်းကပြောပါတယ်သူဖွဲ့စည်းဟာပုတ်မူပိုင်းကိုရွေးချယ်စီကံဖြစ်ပြောင်းလဲမှု project ကိုထထဲဝင်ကူညီပေးနေပါတယ်ဂါဇာရဲ့ကျန်းမာရေးဆောင်ရှောက်မှုစနစ်တစ်ခုလုံး ပြိုကျလို့နေပါဖြစ်နေတဲ့ချိန်မှာဒီစီဇန်ဟာရမ်းတန်ဖိုးရှိပြီးလူအသက်တွေကဲတင်လာနိုင်မှာဖြစ်ပါတယ်ဒါဟာကားစည်းမျှတာမဟုတ်ပဲဂါဇာကခလီငယ်တွေကိုကဘာကြီးကဘတော်မှမိမထားဘူးဆိုတဲ့သတင်းစကားလည်းဖြစ်တယ်လို့ဆိုပါတယ်2014ခုနှစ်တုန်းကပါလက်စတိုင်းနဲ့အစ္စရေးမှာခီးတွားလှည့်လည်ခဲ့ခြင်းအုံပြုခဲ့တဲ့ပုတ်မိုဘိုင်းဟာပုတ်ဟဲမင်းကြီးက ပါတီကန်ကိုပြန်လာတဲ့အချိန်အရှိလက်ပိုင်းဒေသမှာပဲကျင်နေခဲ့ပါတယ်။ အဲ့ဒီကောင်ကိုဗာတီကန်ကိုပြန်မြှုပ်ခဲ့ဘူးလို့သိရပါတယ်။ရိုမန်ကက်သလစ်ခရစ်ယာန်ဘာသာရေးထုတ်ခေါင်းရာသူကို2013ခုနှစ်ကတာဝန်ယူခဲ့တဲ့ပိုဟမ်မင်းဖရန်စစ်ဟာတတ်တော်88နှစ်ရွယ်အေပီလ21ရက်နေ့မှာကွဲလွန်နှိမ့်ဆရောက်ခဲ့ပါတယ်။ American Tomorrow Trend ဟာ သူကိုယ်တိုင်ဝေဖန်ခဲ့ဘူးတဲ့မျိုးရိုးဗီဇပြောင်းလဲဆန်းသက်တဲ့ဗိုင်းရပ်သုတေသနကိုထိန်းချုပ်ဖို့အမိန့်ပေးလိုက်တယ်လို့ဆိုပါတယ်။ မျိုးပီစာပြောင်းလဲဆန်သက်ခြင်းလို့ခေါ်တဲ့ဆန်သက်မှုအတွက်ထောက်ပံ့ပေးတာကိုအမေရိကန်ကနိုင်ငံချုပ်မှရက်ဆိုင်မယ်လို့သမ္မတထရန့်ကလက်မှတ်ထိုးခဲ့ပါတယ်။ဒီဆန်သက်မှုတွေဟာယောဂပိုးရဲ့ဂုဏ်သတိကိုပုံမူမြင့်တင်ပေးဖို့ရည်ရွယ်ချက်နဲ့ပြုလုပ်ကြခြင်းဖြစ်ပါတယ်။ယောဂပိုးလွတ်ထွက်မသွားနိုင်တဲ့တခွက်ခန်းဆိုတာလောကမှာမရှိပါဘူး။ခုလိုပြိပင်တာအနာဂတ်မှာ မတော်တဆလွတ်ထွက်သွားတာတားဆီးဖို့လူသားတွေကိုအန္တရာယ်မပေးနိုင်ဘူးလို့ကျမရဲ့ဝန်ကြီး Robert Kennedy Jr. ကပြောပါတယ်။ဒီသူတွေတနားကြီးလောက်ခတဲ့နိုင်ငံတွေဟာသူတို့နိုင်ငံသားတွေကိုဒုက္ခရောက်စေပြီးကမ္ဘာကြီးကိုလည်းဒုက္ခပေးခဲ့ပါလေ။ဒါကို COVID ကရောဂါအတွင်းတွေ့ခဲ့ပါပြီလို့မြို့သားကျမရဲ့ Institute ညွှန်ကြားမှု J. Vetrachra ကပြောပါတယ်။ SARS-CoV-2 virus ဟာ Wuhan Virus သူတွေတနား Institute မှာလွတ်ထွက်ခဲ့တဲ့ဆိုတဲ့အဆိုကို Trump ကအရင်ကတည်းကပြောဆိုနေသေးပါ။ ီတခွက်ခန့်မှာလည်းမျိုးဗီဇာပြောင်းလဲမှုစံသက်ချုံပြုလုပ်နေခဲ့ပြီးအကျိုးရလည်းဖြစ် virus ပေါ်လွတ်ထွက်ခဲ့ရခြင်းလို့ဆိုပါတယ်တခြားဆိုရဝူဟန်မှာရှိတဲ့ပင်လယ်ဇာဆေးတွေမှာတော်ရန်တလိစံတွေကဆက်လူကိုကူးဆက်ခဲ့တယ်ဆိုပါတယ်အရင်ကကာကွယ်ဆေးသူရတနာမြင့်တင်မှုနဲ့စံသက်ရရှိတဲ့အချက်လက်တွေအယုံဆိုင်လုပ်ခဲ့တယ် American Soy Website ဖြစ်တဲ့ covid.gov ကလည်းအခုခါတက်ခွဲကန်းကလွတ်လာတယ်ဆိုတဲ့အဆိုကိုထောက်ခံတဲ့ပြောဆိုချက်တွေ အသာပေးဖော်ပြနေပါတယ်ပြည်တော်စုစုံစမ်းထောက်လှမ်းဘျူရို FBI စိုးရင်ဌာနတို့နဲ့မကြာခင်ကပါလာတဲ့ CIA ပါဝင် American Soya Agency များပြားကလည်းခုခါ Trump ဒုတိယသတ္တန်တွေမှာတက်ခွဲခန်းကလည်း virus ကိုလွတ်ထွက်ခဲ့တယ်ဆိုတဲ့အယူဆပတ်ပြောင်းလဲလာပါလေ။တခြားထောက်လှမ်းရေး agency အများပြားကတော့တဘာဝလျောက်ကူးစက်တယ်ဆိုတဲ့အဆိုကိုဆက်လက်ကင်ဆယ်ထားပါလေ။2020ခုနှစ်များတွင်က ဝူဟန် Institute မှာရှိတဲ့လေနော့ကိုရိုနာဖန်ရဲ့သုတေသနလုပ်ငန်းအတွက်အမျိုးသားကျန်းမာရေး Institute က American Cheshire အကျိုးမြတ်မယူတဲ့အဖွဲ့အစည်းဖြစ်တဲ့ Eco Heart Alliance မှာတစ်ဆင့်ငွေကြေးထောက်ပံ့ခဲ့ပေးပါတယ်။ဒီထောက်ပံ့မှုကို သူ့ပထမသက်တမ်းတွင် Trump ကရည်ဆိုင်ခဲ့ပါတယ်။ဂျိုးမန်နေလထမတော့တဖန်ပြန်ပေးခဲ့တယ်ဆိုပါတယ်။အရင်ထိုက်တန်းကုဆတ်ရောကအရာရှိဖြစ်တဲ့အန်တိုနီဖော်ဂျီကလည်းဟူဟန်မှာလုပ်နေတဲ့ gain of function သုတေသနဟာအထိပယ်မရှိကြောင်းဗိုင်းရပ်သုတေသနပညာရှင်တွေအမေရိကန်အရာရှိချို့ကတော့ဒီလိုပြောဆိုမှုပေါ်ဝေဖန်နေတယ်လို့ဆိုပါတယ်။အမေရိကန်ရဲ့သိပ်ပံတဲ့မူအကြမ်းမရမူဝါဒကိုမိမိအစိုးရကပြန်လဲပုံခေါ်ခြင်းမှုကြကြပြည့်ရချိုးပန်းခြင်းမှာဒီလိုအမိတ်ထွက်ပေါ်လာတာပါဒီလိုကျိုးပန်းမှုတွေမှာအစိုးရသိပ်ပံပညာရှင်အများအပြားကိုအလုပ်ဖြုတ်ခြင်းနဲ့သုတေသနဘတ်ဂျက်တွေကိုလည်းထွန်းကအကြီးအကျယ်ဖြတ်တောက်ခြင်းလို့ပါဝင်ပါတယ် ရန့်အနေနဲ့ပညာရှင်တွေကိုလှုပ်ဖြုတ်ပြီးဘာတွေဆက်လုပ်အောင်မလဲလို့လေးလာသူတွေကပြောပါတယ်။တမရခရန့်ရဲ့ပြန်လန်ကုံသွဲခွန်တိုးမြင့်တဲ့အစီအစဉ်ကြောင့်ထိုင်းနိုင်ငံအနေနဲ့ပြည်တွင်းစီးပွားရေးမှာဘတ်800ဘီလီယံဒေါ်လာနဲ့တွဲ24ဘီလီယံလောက်ဆုံးရှုံးသွားနိုင်တယ်လို့ထိုင်းစမှုလုပ်ငန်းများအဖွဲ့ချုပ် FDI GK ကပြောကြားလိုက်ပါတယ်။ ဒီသတင်းကိုနီကေအေရှားကဖော်ပြပါတယ်။ထိုင်းနိုင်ငံရဲ့အဓိကစီးပွားရေးကဏ္ဍဖြစ်တဲ့မော်တော်ယာဉ်လုပ်ငန်းစားတော့ကွန်ထရိုးရေးနဲ့ဆက်ပြေးလုပ်ငန်းတွေမှာထိခိုက်မှုတွေဖြစ်လာနိုင်တယ်လို့မှတ်ချက်ပြုထားပါတယ်။အဲ့ဒီဆုံးရှုံးနိုင်တဲ့ပမာဏဟာနိုင်ငံရဲ့2024ပြည်တွင်းသတင်းထုတ်လုပ်မှု GDP ရဲ့တန်ဖိုးဘက်ငွေ16.8ထရီလီယံခန့်ရဲ့400ခန့်လုံးနဲ့ညီမျှပြီးနိုင်ငံရဲ့စီးပွားရေးတိုးတက်မှုကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ထိုင်းနိုင်ငံ GDP ကပြီးခဲ့တဲ့နှစ်က2.5ခန့်လုံးတိုးခဲ့ပါတယ်။ အစိုးရရဲ့2025မှာနှစ်တသမ300ခန်းတော့မှ3တသမ300ခန်းတော့ထိတိုးတက်မယ်လို့မြို့သားစီးပွားရေးနဲ့လူမှုဖွံ့ဖြိုးရေးတိုးတက်မှုကောင်စီကခံမှန်းခဲ့ပါတယ်။ဒါပေမဲ့သမ္မတထရန့်ကနိုင်ငံအများအပြားကိုကုံသွဲခုံတိုးမြင့်ကောက်ခံရမှာထိုင်းနိုင်ငံလည်းပါဝင်သွားပါတယ်။ထိုင်းနိုင်ငံကလည်း36ရာခိုင်နှုန်းထိကုံသွဲခုံတိုးမြင့်ခဲ့တဲ့အတွက်သတ်မှတ်ထားတဲ့ရပ်ပေါင်း60ကြာဆိုင်းငံ့ကာလအတွင်းထိုင်းဆွေကအမေရိကန်ဆွေနဲ့ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။ ထိုင်းရဲ့ခွန်ကောက်ခံမှုဟာနိုင်ငံ GDP ရဲ့60ရာခိုင်နှုန်းကျော်ရှိတဲ့ပို့ကုန်တွေကိုထိခိုက်စေပြီး လူပေါင်း9သိန်းကိုအလုခံထားတဲ့မော်တော်ကားကဏ္ဍလည်းမြင့်တက်လာတဲ့အခွန်တွေနဲ့အားနည်းတဲ့ပြည်တွင်းဈေးကွက်ကြောင့်လုပ်ငန်းတွေပိတ်သိမ်းခြင်းပူပေါင်းလုံဆောင်ခြင်းများကိုရင်ဆိုင်ရနိုင်တယ်လို့ FDI ဥက္ကဋ္ဌကသတိပေးထားပါတယ်။ပြုပြင်ထားတဲ့စားတောက်ကုန်နဲ့ရေထွက်ကုန်လုပ်ငန်းများဟာလည်းတိုးတက်မှုရော့ကျသွားပါတယ်။ ါပေမဲ့ဖက်နှက်လုပ်ငန်းမှာဗီယက်နမ်နဲ့ကမ္ဘောဒီးယားကဲ့သို့ပြိုင်ဘက်နိုင်ငံတွေကအခွန်ပိုမှုတိုးမြင့်ခံရခြင်းကြောင့်ထိုင်းအနေနဲ့အမေရိကန်ဈေးကွက်မှာအသာစီးရနိုင်တယ်လို့ဆိုပါတယ်အမေရိကန်ကတိုးမြင့်လိုက်တဲ့အခွန်ကြောင့်နိုင်ငံအများအပြားမှာရှိတဲ့စီးပွားရေးလုပ်ငန်းတွေအနေနဲ့သူတို့ရဲ့ပို့ကုန်တင်ပို့တဲ့နိုင်ငံများအပြောင်းလဲဖြစ်လာစေပြီးအရှိတောင်အရှာနိုင်ငံတွေကိုကုန်ပစ္စည်းများအများအပြားဝင်ရောက်လာစေနိုင်ကြောင်းလည်း FDI ဥက္ကဋ္ဌကပြောပါတယ် မရိကန်ဈေးကွက်ကိုဝင်ရောက်နိုင်ခြင်းမရှိတော့တဲ့ပို့ကုန်လုပ်ငန်းတွေဟာတတိယနိုင်ငံဈေးကွက်တွေကိုပိုမိုပြင့်မှတ်ထားလာနိုင်ပါလေအထူးသဖြင့်အာဆီယံလိုဒေသတွေမှာဈေးကွက်နဲ့ဈေးနှုန်းပြိုင်ဆိုင်မှုတွေပိုမိုများပြားလာနိုင်ပါလေလို့ထိုင်းကသုံးသပ်ပါတယ်မရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်မှာဆက်ရုပ်တွေနဲ့ဟမ်ဘာဂါပြုလုပ်ရောင်းချနေတဲ့ဆိုပါလေလူသားတွေထပ်ပုံမြန်ပူတီကြကဈေးနှုန်းချိုးတာတယ်လို့ဆိုပါလေ ABB Robot နဲ့ Burger Boot ကိုပူးပေါင်းဖွင့်လှစ်ထားတဲ့ကမ္ဘာပထမဆုံးအလိုလျောက် Robot Hamburger စားသောက်ဆိုင်ဟာစားသုံးသူတွေကိုမိနစ်30အတွင်းအရသာရှိတဲ့ Hamburger တွေပုံမှန်မြန်ဆန်စွာရရှိစေဖို့ဆောင်ရွက်ပေးနေပါတယ်ဒီစနစ်ဟာ Robot တွေကို US အသင်းငယ်နဲ့မိဖို့ကြောင့်လည်းအမလိုလျောက်လုပ်လုပ်ပြီးမိနစ်ပိုင်းအတွင်းအမှားသာပြင်ဆင်ပေးနိုင်ပါတယ်အဓိကချက်တွေက29စက္ကန့်ပြီးဆုံးတဲ့ဟမ်ဘာဂါလူသားတွေထက်3စလိမ့်မြန်စွာပြင်ဆင်နိုင်တယ်။တနည်းဟမ်ဘာဂါတစ်ထောင်အထိပြုလုပ်နိုင်စွာရှိတယ်။ လူသားလုံးသမားတွေမလို့အပ်တော့ဘူးလို့ဆိုပါတယ်ရိုဘော့တွေလည်းအလိုလျောက်လည်းပတ်နိုင်ပါတယ်အမှားရွေးနဲ့ပုံမတန်ရှင်းပါတယ်ဘလို့လုံးသလုံးတလဲဆိုတော့အစားတော့သူတွေဟာမိုဘိုင်းအက်ပ်တမမဟုတ်ကောင်တာမှကြွားကုတ်ဖက်ပြီးအမှားနိုင်ပါတယ်ဒါအပြင်အသားချက်တွေကိုအလိုလျောက်စေုပ်ကကင်ပြီးပုံမှုပေါ်တင်ပေးတယ်လို့ဆိုပါတယ်ဒါအပြင်စေုပ်ကအချိန်5စက္ကန့်တွင်အစားပလာတွေကိုတိကျစွာထည့်သွင်းနိုင်တယ်ဆိုပါတယ်ဒါအပြင်စေုပ်က အလိုလျောက်ထုတ်ပိုးပေးတယ်ဆိုပါလေလက်ရှိ robotic ပြုတ်ထားတဲ့ hamburger တစ်ခုကို American dollar 6.99ဒေါ်လာသတ်မှတ်ထားပြီး2025မှာ California တဝန်ဆိုင်ခွဲ20ဖွင့်ဖို့စီစဉ်ထားပါတယ်ဒီစနစ်ကအရသာအမြန်နှုန်းနဲ့ဈေးနှုန်း3ခုလုံးကိုပေါင်းဆက်ပေးထားပါတယ်လို့ဘာကာဘူးခေါင်းဆောင်ဂျိုမီယာကရှင်းလင်းပြောဆိုထားတယ်လို့သိရပါတယ်နောက်ထပ်ပြောချင်တာကတော့ရောမမာရသွန်ပြိုင်ပွဲကိုအကြိမ်30စက်တိုင်ပတ်ဝန်းရှင်မြတ်ပြီးပန်းဝင်ခဲ့တဲ့အသက်62နှစ်ရွယ်ဖိုးအကြောင်းပါ တောက်62နှစ်ရွယ်ဖိုးဟာရောမမားရဲ့အသွန်ပြိုင်ပွဲကိုအကြိမ်30စက်တိုင်ပတ်ဝန်းရှင်ရပြီးပတ်ဝန်းခဲ့ပါတယ်။အန်တိုနီယိုအာရိုးဆိုတဲ့ဖိုးဟာ10နှစ်ရွယ်ကတည်းကအပြေးလေ့ကျင့်ခဲ့တာပါ။အခုချိန်ထိလည်းတပတ်ကိုကီလို20 30ကျားအပြေးလေ့ကျင့်နေရှိပါတယ်။အခုနှစ်ရောမမာရသွန်ပြိုင်ပွဲမှာသူက6:44မိနစ်16စက္ကန့်နဲ့ပတ်ဝန်းခဲ့ပြီးအရင်နှစ်ကထက်အချိန်10မိနစ်ပိုဆောင်ခဲ့ပါတယ်။ 42ကီလိုမီတာအကွာဝေးရှိတဲ့မာရသွန်ပြိုင်ပွဲမှာအသက်60အရွယ်ရှိသူတို့ကအချိန်9နာရီမပြည့်ပြန်ဝင်တာဟာအမခန်းဆွမ်းဆောင်မှုတရားဖြစ်ပါလေလူငယ်အများစုတော်မှာအဖိုးအဝေးစင်ကြင်ကိုမတင်နိုင်ဘူးလို့သိရပါတယ်